ခွေးကြောင်လေးတွေမှာတန်လီမွားဝဲဖို့အဆက်ချစေးတွေတောက်စေးတွေအသုံးပြုပေးနေပေမဲ့လို့ဘာကြောင့်မလို့ဒီတန်လီမွားဝဲဖို့တွေကသူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာဆက်ပြီးတော့မှရှိနေရသေးတာလဲဆိုတာနဲ့ပတ်သက်ပြီးမှ join ရဲ့ဒီနေ့မှာဖြစ်နိုင်ခြေရှိတဲ့အချက်တွေကိုဆွေးနွေးသုံးသပ်ပြပေးသွားမယ်ပေါ့နော်ပထမဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင်တရိษံจิตူတော်တော်များများဟာဆိုလို့ရှိရင်ဒီတန်လီမွားဝဲဖို့အဆက်ချစေးတွေကိုမမှန်ကန်ကန်အသုံးမပြုတတ်တာလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးမှမှန်တယ်ပေါ့နော်ဥပမာဂုတ်အဆက်ချစေး ေးတွေမှာဆိုလို့ရှိရင်သူ့ရဲ့အလေးချိန်အလိုက်ကိုဘယ်လောက်ပမာဏချရမယ်ဆိုတာကိုအညွှန်းအနေထဲမှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ pet shop တွေကနေပြီးမှရောင်းတဲ့အတိုင်းခွေးအကြီးဆိုရင်20လောက်ချလိုက်ပါခွေးငယ်ဆိုရင်ဘယ်20လောက်ချလိုက်ပါဆိုတာကကျွန်တော်တို့မမှန်ကန်ဘူးလို့ပြောလို့ရတယ်အဲ့တော့အညွှန်းအနေထဲမှာဥပမာလေးချိန်30ကီလိုရှိလို့ရှိရင်ကျွန်တော်တို့ 1cc အသုံးပြုပေးရမယ်ဆိုလို့ရှိရင် 1cc တိတိကျကျအသုံးပြုပေးမှသာလေကျွန်တော်တို့ဒီတန်လေးမောဝယ်ဖို့ပြဿနာကကျွန်တော်တို့ရှင်းသွားမှာဖြစ်တယ်ပြီးရင်နောက် ောက်တစ်ခုကဘာလဲဆိုရင်ဂုတ်အဆက်ချစေးဆိုလို့ရှင်လေအဆက်ချတဲ့နေရာကကျွန်တော်တို့မှန်ဖို့လိုတယ်ဂုတ်မှာအဆက်ချပါဆိုလို့ရှင်ကျွန်တော်တို့ကအမွေးတွေကိုမဖယ်ဘဲနဲ့အမွေးပေါ်မှာသွားချပြီးတော့မှအရေးပြားပေါ်မရောက်ဘူးဆိုလို့ရှင်လေဒီရဲ့ပြဿနာကကျွန်တော်တို့ဖြေရှင်းသွားမှာမဟုတ်ဘူးဆက်ပြီးတော့မှရှိနေနိုင်သေးတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှင် ဒီစေးဝါးတွေထဲမှာသူ့ရဲ့အမျိုးအစားလိုက်ခွဲထားတယ်ခွေးလေးတွေအတွက်ဆိုလို့ရှိရင်တီးတန့်ထွက်တာရှိတယ်အကြောင်လေးတွေအတွက်ဆိုရင်တီးတန့်ထွက်တာရှိတယ်ခွေးရောကြောင်ရောသုံးလို့ရတယ်ဆိုပြီးမှထုတ်ထားတာမျိုးတွေရှိတယ်အဲ့လိုတွေထဲမှာမှခွေးချရမယ့်ဥစ္စာကိုကြောင်မှာသွားချတာကြောင်ချပေးရမယ့်ဥစ္စာကိုခွေးမှာသွားချပေးတာမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတန်လေးမောဝဲပိုးပြဿနာတွေကကျွန်တော်တို့ဖြေရှင်းသွားမှာမဟုတ်ဘူးပြီးသွားမှာမဟုတ်ဘူးပေါ့နောက်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေနဲ့တောက်ဆေးတွေ သုံးပြတဲ့အခါမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့အလေးချိန်အလိုက်ကို30ကီလိုဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘလောက်ပမာဏအားကိုတိုက်ပေးရမယ်ဆိုတာမျိုးကိုကျွန်တော်တို့စနစ်တကျတိမှသာလင်ဒီတန်းလေးမောဝဲဖို့ပြဿနာတွေကဖြည့်ဖြည့်ရှင်းလို့ရမှာဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်ဒီတန်းလေးမောဝဲဖို့အဆက်ချစေးတွေဟာဆိုလို့ရှိရင်ဒါတက်ကြီးအကောင်တွေအတွက်ပဲကျွန်တော်တို့ဒီအနေနဲ့နိုင်တာဖြစ်တယ်ပေါ့နော်အကယ်၍ဒါဘေးပတ်ဝန်းကျင်တွေမှာတားလောင်းတွေရှိနေတယ်ဥတွေရှိနေသေး एसिडोज हैं အချိန်တိုင်းတာတစ်ခုရောက်တဲ့အခါဆေးပြေလူဖြစ်တဲ့အချိန်မျိုးမှာဆိုလို့ရှင်တို့ရဲ့ခန္ဓာကိုယ်ပေါ်ကိုကျွန်တော်တို့ဒါပြန်ပြီးမှတက်လာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ချက်ကကြတော့ဗာလဲဆိုလို့ရှင်ဆေးဝါးတွေကိုမမှန်ကန်ကန်အသုံးမပြုတဲ့အခါမျိုးတွေမှာဆိုလို့ရှင်ဆေးရင်ပါမှုပြဿနာတွေဖြစ်လာတာပေါ့နော်တတ်မှတ်ထားတဲ့ပမာဏထက်ရော့ပြီးသုံးတဲ့အခါမှာဆိုလို့ရှင်ဒီဆေးကိုခံနိုင်ရင်ရှိလာတာမျိုးဒါမှမဟုတ်လို့ရှင်ဆေးဝါးတစ်မျိုးတည်းကိုပဲကျွန်တော်တို့နှစ်စင်ပေါ့နော်ဒါရက်ရှည်လများစွာအကြာရှည်စွာ အသုံးပြုတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒီပြဿနာကကျွန်တော်တို့ဒါဆက်ပြီးတော့မှရှိနေနိုင်သေးတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်ဂုတ်အဆက်ချစီချပေးတာပဲဖြစ်ဖြစ်တိုက်စေးတိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဥပမာဆိုကြပါစို့အိမ်မှာ9កောင်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့9កောင်လုံးကိုတပြိုင်တည်းလုံနိုင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီနေ့တစ်កောင်လုံလိုက် နောက်15ရက်လောက်နေမှနောက်တစ်កောင်လုံလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့စေးဝါးရဲ့အာနိသင်တွေကပြည့်တဲ့အချိန်မှာဆိုလို့ရှိရင်တခြားမလုံရသေးတဲ့အကောင်တွေကနေပြီးမှပြန်ပြီးမှကု ူးဆက်တာမျိုးလည်းကျွန်တော်တို့ဖြက်လာနိုင်တယ်ဗောနော်ပြီးရင်နောက်တစ်ချက်ကကြတော့ဗာလဲဆိုလို့ရှင်စီးပြဲတဲ့အချိန်ရှိတယ်ဗောနော်ဥပမာဆိုကြပါစို့ ဒီဂုတ်အဆက်ချစည်းတွေဟာဆိုလို့ရှင်တလတစ်ကြိမ်အသုံးပြုပေးရမယ်ဆိုလို့ရှင်တလတတိပဲခံမှာဖြစ်တယ်နှလတစ်ကြိမ်ဆိုလို့ရှင်နှလတစ်ကြိမ်သုံးလတစ်ကြိမ်ဆိုသုံးလတစ်ကြိမ်ထုံနည်း၎င်းပဲကျွန်တော်တို့တောက်စည်းတွေမှာဆိုလို့ရှင်လေသုံးလတိခံမယ်ဆိုလို့ရှင်ကျွန်တော်တို့သုံးလပြီးသွားလို့ရှင်ကျွန်တော်တို့နောက်ပြန်ပြီးတော့မှတက်နိုင်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စည်းကိုအချိန်မမှန်အသုံးပြုဖို့ကလည်းကျွန်တော်တို့ဒီအနေနဲ့အများကြီးလိုအပ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှင်ပြင်ပကနေပြီးမှပြန်ပြီးမှကူးဆက်တာပေါ့နော်ဒီလိုကူးဆက်တာဆိုလို့ရှင် င်များသောအားဖြင့်ကျွန်တော်တို့ဒီအနေနဲ့ဘလို့အချိန်မျိုးတွေမှာတွားပြီးမှတွေ့ရနိုင်တယ်လဲဆိုရင်ဈေးအာနိတင်ပြေကန်ဤအချိန်တွေမှာဆိုလို့ရှိရင်ပြင်ပကနေပြန်ပြီးမှကူးဆက်ခံရတာမျိုးတွေလည်းကျွန်တော်တို့ဒါအများကြီးရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေသူတို့တွေရဲ့ကိုခံအားပေါ်မှာလည်းမူတည်ရဲအကယ်၍ခွေးလေးတွေကြောင်လေးတွေကကိုခံအားနည်းနေတယ်ဆိုလို့ရှိရင်လည်းဒီရဲ့ယောဂါတွေဒီရဲ့တန်လေးမွားဝဲပိုးတွေကိုဆွဲဆောင်တယ်လို့ဖြစ်ပြီးတော့မှပြန်ပြီးမှကျွန်တော်တို့ဒါတက်လာ နိုင်တယ်ဗောနောပြီးရင်နောက်တစ်ချက်ကကြတော့ဗာလဲဆိုလို့ရှိရင် ဒီများသောအားဖြင့်ပေါ့နော်ဒီဆေးဝါးတွေထဲမှာအညွှန်းနေပါတယ်အထူးသဖြင့်ဂုတ်အဆက်ချဈေးတွေမှာဆိုလို့ရှိရင်ဒီဆေးကိုအသုံးပြုပြီးလို့ရှိရင်ဗနေရကြာမှာရေချိုးပါဆိုပြီးတော့မှကျွန်တော်တို့အညွှန်းနေထဲမှာပါတာရှိတယ်ပြီးတော့လို့ရှိရင်ရေမချိုးခင်ချပေးရမှာလားကျွန်တော်တို့ချပြီးတော့လို့ရှိရင်ရေချိုးပေးလို့ရသလားဒီလိုမျိုးအချက်တွေကအစားကျွန်တော်တို့ဒီအနေနဲ့ဒါဂဂနာနာတိထားဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုဒီမှာကျွန်တော်တို့မတိထားဘူးဆိုလို့ရှိရင်ဒီပြဿနာတွေကကျွန်တော်တို့ဒီအနေနဲ့ဖြေရှင်းနိုင်မှာ ာမဟုတ်ဘူးဆိုတာကိုကျွန်တော်အနေနဲ့ဒီနေ့မှာပြောပြပေးလို့တယ်ပြီးတော့ပေါ့နော်ဒီလိုဖြစ်နေတဲ့ပြဿနာမျိုးတွေကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုလို့ရှင်ကျွန်တော်တို့နားလေတက်ကြွတဲ့တရိษံစီကုဆရာဝန်တွေနဲ့စနစ်တကျတိုင်ပင်ပြီးတော့မှကိုယ့်ရဲ့အိမ်မှာမွေးမြူထားတာက ခွေးလေးတွေဆိုလို့ရှင်လေခွေးလေးတွေအတွက်ထုတ်ထားတဲ့ဒီတန်လေးမော့ဝဲဖို့အဆက်ချစေးတွေအသုံးပြုပေးတာကြောင်လေးဆိုလို့ရှင်ကြောင်လေးတွေအတွက်ထုတ်ထားတဲ့တန်လေးမော့ဝဲဖို့အဆက်ချစေးအသုံးပြုပေးတာမျိုးတွေကျွန်တော်တို့ဒီအနေနဲ့ဒါပြုလုပ်သင့်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလ solution. ဒီစေအညွန်းတွေကိုကျွန်တော်တို့ဒီအနေနဲ့စနစ်တကျသေချာလေးနားလည်ဖို့လိုတယ်စနစ်တကျသေချာလေးရှင်းပြပေးနိုင်တဲ့စိုင်းတွေကနေကျွန်တော်တို့ဒီအနေနဲ့ဝယ်ယူဖို့လိုတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်လေဒီပြဿနာကကျွန်တော်တို့ဆက်ပြီးတော့မှရှိနေနိုင်သေးတယ်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီအနေနဲ့ပတ်ဝန်းကျင်ကိုဒါတန်တန်ရှင်းရှင်းထားပေးဖို့လိုတယ်အကယ်၍ပတ်ဝန်းကျင်ကတန်တန်ရှင်းရှင်းမဟုတ်ဘူးဆိုလို့ရှင်လေပြန်ပြီးမှကူးဆက်ခံရတာမျိုးတွေရှိနိုင်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ဒါကျွန်တော် ောခဲ့တဲ့အချက်လေးတွေကိုစနစ်တကျအသေးချာလိုက်နာရဲဆိုလို့ရှင်ဒီတန်လေးမောဝေဖို့ပြဿနာကလည်းဖြေရှင်းလို့ရတဲ့အထဲမှာပါတယ်ပေါ့နော်